ညီကောင်မများလည်းမင်္ဂလာပါကျွန်တော်ကစောကြောင့်ညနေဖြစ်ပါတယ်ဒီနေ့ညီကောင်မမရဲ့အင်္ဂလိပ်စာပွဲတကိုလက်ကိုစားဖတ်နိုင်ဖို့အတွက်ကျွန်တော်ကျေးဇူးတင်ရှာရီရှာမြတ်ချန်ရှာဖို့တွေ့ရှိထားတယ် condense all composition စာဖတ်နေလေကိုကျွန်တော်တို့လာကြမှာဗျာ condense of composition condense of conversation condense condense ဆိုတာကအနှစ်ချုပ်ခြင်း conversation ကြတော့စာစီကုံးခြင်းအဲ့ဒီ condense of conversation တကြောင်နဲ့ဘာသာပြန်လိုက်တဲ့အခါမှာစာစီကုံးခြင်းအနှစ်ချုပ်ဟုတ်ပြီဒါဆိုကျွန်တော် conversation လုပ်တဲ့စာရေးရတော့မယ်စာရေးရတော့မယ်ဆိုတော့ကျွန်တော်ဘာတွေကိုရေးကြမလဲ paragraph တွေကိုရေးမှာစာပိုက်တွေကိုရေးမှာဒါဆိုရင်စာပိုက်တွေကိုဘာတွေနဲ့တိစောက်ထားလဲဆိုတော့ sentence တွေနဲ့တိစောက်ထားတယ်ဆိုရင်ဒီကောမြန် sentence တကြောင်ဖြစ်ဖို့အတွက် အချိန်ကကြာဆိုဘာနဲ့ဘာနဲ့လို့လဲကျွန်တော်သိဖို့မလားလို့ဒါပေါ့ကျွန်တော်မြန်မာစာကြောင်းလေးကြောင်းပြောချင်မယ်လူကလေးတယောက်လာသည်ကျွန်တော်နားမလဲဘူးလားနားလဲတယ်အမှလူကလေးကမြန်မာလို့ဆိုရင်ကတ္တာလာသည်ကကရိယာမြန်မာစာကြောင်းလေးကြောင်းပြောတဲ့ကတ္တာနဲ့ကရိယာလို့တယ်အဲ့ကတ္တာကရိယာပါတဲ့လူကလေးတယောက်လာသည်ဆိုတဲ့စာကြောင်းလေးကိုကျွန်တော်အင်္ဂလိပ်လိုလေးပြန်ရေးပေးမယ် a boy comes အမှ a boy ga of subject comes ga ver ma kama ba ja chano as ba ra le ma a boy ga တခုကဲမလို့ single မလို့ဒါဆိုရင်ကျွန်တော်ဆိုရဲခါတိုင်း as adulted ဆိုတော့ a boy comes ဟုတ်ပြီလူကလေးတယောက်လာသည်နားမလဲဘူးလားနားလဲတယ်ဒါလေအတိတ်ပဲပြေဆုံးလို့ဒါဆိုရင်အင်္ဂလိပ်စာကြောင်းတစ်ကြောင်းဖြစ်ပေါ်လဲကျွန်တော်တို့ subject verb မလို့လား တို့ရဲ့ subject ဘာနှလုံးရှိအောင်နဲ့စနတ်ကြောင်းပြကျွန်တော်တို့ပြောလို့ရပါတယ်ဒါဆိုရင်စနတ်နံပါတ်1ရပါပြီပြောကြည့်ပါအောင် subject verb ဒါဆိုရင် subject ဘာနှလုံးပဲရေးပြအောင်မယ်ဘာလို့လဲဆိုတော့ညီကိုမှာပါတယ်စဉ်းစားကြည့်မယ် he is သူဒီဖြစ်တည်တဲ့အမှ he ကဘာဖြစ်မလဲ subject is က verb ဟာသူဒီဖြစ်တည်ဆိုတော့ ဘာဖြစ်မှလည်းမသိဘူးအတိတ်ပဲလည်းမပြေဆုံးခုနကကျွန်တော်ပြောထားပေးတာစမ်းတဲ့ကြောင့်ပြုတ်ဝတ်တွေအတိတ်ပဲပြေဆုံးပါမလို့ဒီမှာ subject နှလုံးရှိပေမဲ့အတိတ်ပဲမပြေဆုံးတော့ကျွန်တော်ဘာလုပ်ပေးရမလဲဖြစ်ပေးရမယ်မြန်မာလိုကြတော့အဖြစ်ပေါ်လို့ခေါ်ရယ်အင်္ဂလိပ်လိုကြတော့ compliment လို့ခေါ်ရယ်ဒါဆိုရင်ကျွန်တော်ဘာနေရာလေးလုံနေလဲ compliment နဲ့နေရာလုံလုံနေတော့ကျွန်တော်ကသူ့ကို student ဆိုရဲဇလုံးလေးထည့်ပလိုက်မယ် he is a student သူသည်ចောင်းသားတယောက်ဖြစ်ပါလေနားမလဲတော့လားနားလဲတော့ပြီဘာလို့လဲအတိတ်ပဲပြေဆောင်သွားလို့ဒါဆိုရင် student ဘယ်နေရောက်နေလဲ complement နေရာရောက်နေတယ်ကဲဒီစာကြောင်းမှာ subject verb နှလုံးရှိပေမဲ့အတိတ်ပဲမပြေဆောင်ဘူးเนาะအတိတ်ပဲပြောဖြစ်ပေတဲ့ complement လေးထည့်ပေးလိုက်တယ်အတိတ်ပဲပြေဆောင်သွားတယ်ဒါဆိုစာနဲ့ number 2ရပါပြီပြောကြည့်ပါဦး subject verb complement အမှ complement နေရာမှာကြည့် complement student ကဘာကြီးလဲ noun what is now now is name အမည်သမီးတွေ now ကဲဒါဆိုရင်ဒီ now နေရာမှာကျွန်တော်တို့တွေအဲ complement နေရာမှာ able speak ကိုပြန်ပြီးတော့လေ့လာကြည့်မယ်နော် able to speech ဆိုတာစကားစိတ်ပိုက်ရှိခွေအဲ့ဒါကိုကျွန်တော်မြန်မာလိုကြာတော့ was singer ရှင်မျိုးလို့ကျွန်တော်တို့ခေါ်တယ်ဟုတ်ပြီဒါဆိုရင်ပထမဆုံး now what is now now is name အမျိုးသမီးတွေ now လူမတဝန်းခွဲမျိုးရှိတယ်နော်ညီကောင်များလူမ sorry လူမအမျိုးရင်းလည်းရှိတယ် လူမမျိုးရှိတဲ့နောင်မှာလည်းအမျိုးရင်းရှိတယ်။နောင်ရဲ့အမျိုးရင်းကဘာလို့လဲဆိုတော့ pronoun pronoun ကိုအဓိပ္ပာယ်ပေးမယ် what is pronoun noun substitutes noun substitution နောင်နောင်အစားထိုးခြင်းပေါ့နောင်နေရာမှာတော့အစားထိုးပလေရအဲ့ဒါကိုကျွန်တော် pronoun လို့ခေါ်တယ်လူမတဝန်းခွဲမျိုးရှိတယ်နော်လူမတဝန်းမျိုးရှိနောင်မှာလည်းတဝန်းခွဲမျိုးရှိတယ်နောင်ရဲ့တဝန်းခွဲမျိုးကဘာလို့လဲဆိုတော့ adjective adjective ကိုကျွန်တော်အဓိပ္ပာယ်ပေးမယ် what is adjective noun modifier what is adjective noun modifier သူက noun ဘာလို့ပြောလဲဆိုရင်အထူးပြုပေးတာ that's it what is noun noun is name what is pronoun noun substitution what is adjective noun modifier တကယ်လေမောင်လာဆိုတဲ့ noun ကသွားနေလားလာနေလားစားနေလားအိတ်နေလား noun လို့တမယကိုဖော်ပြပေးရဲစကားလုံးတစ်လုံးလိုရဲအဲ့ဒါကိုကျွန်တော်ဘာလို့ခေါ်လဲဆို verb လို့ခေါ်ရဲ verb ကိုကြည့်ပေးမယ် what is verb doing word what is verb doing word သူပြုလုပ်ပေးတဲ့စကားလုံးနော် verb မှာလည်းသူရဲ့အမျိုးရင်းရှိတယ် verb ရဲ့အမျိုးရင်းကဘာလို့လဲဆိုတော့ ever ဖြစ်ပါတယ်နော် ever ကိုကျွန်တော်အဓိပ္ပာယ်ပေးမှာ what is ever ever modify verb edited ever ever modify verb edited ever ever ကတော့သုံးမျိုးကိုတော့သူပြုတယ် verb ကိုလည်းသူပြုတယ် edited ကိုလည်းသူပြုတယ် ever ဆိုတဲ့သူကိုလည်းပြန်မေးသူပြုတယ်ဒါဆိုကျွန်တော်၅မျိုးသိသွားပြီနောက်ထပ်၃မျိုးကျွန်တော်ဆက်ပြီးလေ့လာမယ် ကတလေ subjective ပါရစနစ်တေ subjective complement ပါရစနစ်တေကိုတကြောင်းနဲ့တကြောင်းဆက်ပြီးတော့ရေးပေးတဲ့ခါမျိုးရှိလားဟုတ်လားရှိလာလိမ့်မယ်နော်အဲ့ဒီခါမှာစကားဆက်တွေလို့လာပြီစကားဆက်နော်အဲ့ဒီစကားဆက်ကိုကျွန်တော် English လို့ကျွန်တော် conjunction လို့ခေါ်တယ် conjunction ကိုတိုက်ပတ်ပေးမယ် what is conjunction joining words what is conjunction journey ဝတ်ကချိတ်ဆက်ပေးတဲ့စကားလုံးဖြစ်ပါတယ်။ဟုတ်ပြီ congestion နဲ့တော့ရုပ်ချင်းသွားဆင်တယ်ပေါ့နော်။ဒါမှမဟုတ်လည်းဘာလို့အမျိုးတော်ဆက်ဖို့အဲ့ဒါကဘာလို့ခေါ်လဲဆို preposition လို့ခေါ်တယ်။ဘာလို့ခေါ်လဲ preposition preposition ကိုကျွန်တော်အဓိပ္ပာယ်ပေးမှာ what is preposition relation word what is preposition relation word တော့ဆက်ဆက်ပေးလိုက်တာဒါဆိုရင် preposition တလုံးဘလို့လို့လို့တယ်ကျွန်တော်ပြောကြည့်မယ် a book ဆိုတဲ့စောက်တော့ a table ဆိုတဲ့စကားလုံးဆက်ဆက်မှုရှိလား မရှိဘူးအဲ့တော့ကျွန်တော်ဆက်ဆက်ပေးလိုက် a book is on the table ဆောက်တော့ဒီစပွဲပေါ်မှာရှိပါသေးဒါဆိုရင်ဆောက်တဲ့စပွဲမှာဆက်ဆက်သွားဘူးလားဆက်ဆက်သွားဘာကြောင့်လဲ preposition on ကြောင့်အခုမှကျွန်တော် on လေးဖြုတ်ဆိုရမယ် a book is the table ဆောက်တဲ့စပွဲဖြစ်တယ်ဟုတ်ရလားမဟုတ်အမ on လေးပါလိုက်မှာစာအုပ်နဲ့စပွဲကဆက်ဆက်သွားတယ်အမ on က preposition ဖြစ်ပါတယ် what is preposition relation word relation word โอเคဟုတ်ပြီဒါဆိုလို့ရှိရင်နောက်ဆုံးတစ်ခုတော့မယ်အဲ့ဒါက interjection interjection ကိုတိုက်ပေးပေးမယ် what is interjection expressing the sudden emotion what is interjection expressing the sudden emotion expressions are ဖော်ပြတာ sudden ရုပ်တရက်ဖြစ်သော emotions or feeling ရုပ်တရက်ကျွန်တော်စိတ်မှာဖြစ်ပေါ်လာတဲ့ခေခံစားချက်တွေကိုလှုပ်ခနဲ့ပြအုံးမလေးဖျားရေကဲပေါင်းအလိုတော့အဲ့ဒါတွေအားလုံးကဘာလို့ခေါ်လဲ interjection လို့ခေါ်တယ် Hobby. Now, so everyone speak to know Bianbioji. What is now? Now is name. What is pronoun? Now substitution. What is adjective? Now modifier. What is verb? Doing word. What is ever? Ever modify. Verb. Edited. Ever. What is conjunction? Johnny word. What is preposition? Relation word. What is interjection? Expressing the sorry emotion. โอเคအဲ့ဒီ error speech ကိုကျွန်တော်တို့ survive တဲ့စာကြောင်းတွေထဲမှာဒါ noun နေရာဒါ adjective နေရာဒါက verb နေရာဒါက adverb နေရာဆိုပြီးတော့သူ့နေရာနဲ့သူတီတီကြကြလိုက်ထည့်ပေးတာကိုကျွန်တော်တို့စာရေးတယ်လို့ခေါ်တယ် composition လို့တယ်လို့ခေါ်တယ်ဒါဆိုရင်ကျွန်တော်တို့စာရေးတော့မယ်ဆိုရင်ဒီ error speech ကိုမသိဘဲနဲ့ရမလားမရဘူးကျွန်တော်သိကိုသိနေရမှာဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ compliment နဲ့မှာ noun နဲ့ပတ်သက်ပြီးကျွန်တော် error speech ကိုလေ့လာပေးသွားပြီအဲ့ဒီ compliment နဲ့မှာကျွန်တော်ဘယ်နဲ့မျိုးဝင်နေရလဲဆက်ပြီးလေ့လာခြင်းမယ် his is student မှာ now လို့ဝင် now ပြန်တခြားမရအောင်လား he is here လို့ရေးမယ် i sorry he's tall သူဒီအရရှိပါသည်မရအောင်လားရတာပဲမှာ tall ကဘာကြီးလဲ adjective ဟုတ်ပြီသူ he's here လို့ရေးမယ် he is here သူဒီဒီမှာရှိပါသည်မရအောင်လားရတာပဲဒါဒီမှာဟိုမှာဆိုအနေရမဟုတ်လားနေရဘယ်မှာပါလဲ ever ထဲမှာပါတယ် Okay, he's here let me to move. He's in the room. သူဒီအခန်းထဲမှာရှိပါသေးမရဘူးလားရတာပဲအခန်းထဲမှာဆို air there room စကားပဏလုံးဖြစ်သွားလဲတောင်းလုံးတောင်းဆိုတော့ဖြစ်သွားပြီလေစကားစုဖြစ်သွားတာပေါ့အဲ English လို့ကျတော့ group for grammar ဆရာကတော့ phrase လို့နာမည်ပေးတာလေ P H R A S E phrase ကဲညီကောင်မောင်မမြကိုကြည့်လိုက်ပါ compliment နေရာမှာဘယ်နှမျိုးဝင်လဲရလဲ ၄မျိုးပါဘာတွေလဲ now edited ever phrase ဘာတွေတော့ now edited ever phrase ဒါဆိုရင် complement နေရာမှာကျွန်တော်တို့စာကြောင်းကြောင်းမှာ complement နေရာတွေ့လာတိုင်းတွေ့လာတိုင်းဘယ်နှမျိုးဝင်လို့ရလဲဆိုတော့ကျွန်တော်သိထားမလဲ၄မျိုးဝင်လို့ရတာပေါ့နော်ဒါလေးကိုကျွန်တော်သိထားမယ်ဟုတ်ပြီဒါဆိုရင် subject verb ရေးပေးမယ်ဘာလို့လဲဆိုတော့ညီကိုမမတွေကျွန်တော်တို့လေ့လာကြည့်အောင် he kicks ်သူဒီကံဒီဟာသူဒီကံဒီဆိုတော့ဟိကဘာဖြစ်မလဲ subject keeps က verb သူဒီကံဒီဆိုဘာဝကံတာလဲသူကကံချင်းခံရတာလို့တယ်ခံရရင် object လို့ကျွန်တော်ပြောထားတယ်ဒါဆိုရင်ကျွန်တော်ဘာဝကံလဲ a ball he kiss a ball ဒါဆိုအဘောကဘယ်နှယောက်နေလဲ object နဲ့ရောင်းနေတယ်သူဒီဘောလုံးတလုံးကိုကန်လိုက်ပါသေးတယ်ဒီစာကြောင်းမှာကျတော့ subject ဘာနဲ့မလုံတော့ဘူးသူကခံရတာလို့တာဖြစ်တဲ့ object ထည့်ပလိုက်တယ် sentence number 3ရသွားတယ်ဒါဆိုရင်အဲ့ sentence number 3ကဘာပါလဲ subject verb object ဖြစ်ပါတယ်ကဲ subject verb object တော်လုံးပဲကျွန်တော်ရေးပြမှာဘာလို့လဲဆိုတော့ညီကစဉ်းစားကြည့်မယ် he gives me သူဒီကျွန်တော်ကိုပေးတယ် he ကဘာဖြစ်မလဲ subject gives ကဝေမီက object ဟာသူဒီကျွန်တော်ကိုပေးသည်ဟာဘာပေးတာရောပေးခြင်းခံရတဲ့ပစ္စည်းလေးမလို့လားအရာလေးမလို့လားလို့တာပေါ့ခံရရင် object ဒီမှာဘာလေးထပ်လို့နေလဲ object လေးထပ်လို့ကျွန်တော်ကသူ့ကို a book ဆိုပြီးတော့စာအုပ်တော့ကိုပေးလိုက်ပါမယ်အဲ့ဒီ a book ကဘယ်နေရနေလဲ object နဲ့ရောက်နေတယ် ကံကြီးကောင်းရကြည့်ဒီစာကြောင်းမှာကျတော့ subject verb object 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 နှလုံးဖြစ်နေရုပ်ချင်းမတူနေလားတူနေတယ်ရုပ်ချင်းတူနေတော့ကျွန်တော်ဘာလို့ပြောလို့လဲနာမည်လေးတော့ခွဲပေးဖို့လိုတာပေါ့ဘလို့နာမည်ခွဲမလဲ very easy ပါလွယ်လွယ်လေးနော်သူဒီကျွန်တော်ကိုစောင်းတော့ပေးတယ်ဆိုပေးတဲ့သူနဲ့စောင်းတဲ့ diameter တရားလား ठी တရားအဲကြောင့် ebook ကိုကျွန်တော် the right object လို့နာမည်ပေးမယ်မိကတဆင့်ခံ ठी တရားဖြစ်တဲ့အတွက်မိကိုဘလို့နာမည်ပေးမလဲ and the right of jello number ပဲပဲဒါဆိုဒီစာကြောင်းမှာကြတော့ subject verb object နဲ့မလောက်ဘူးခရရလောက်တာပြနောက်တော့ object တလုံးထပ်ထည့်ရုပ်ချင်းတူနေတော့ကျွန်တော် number လေးထပ်ခွဲပေးလိုက်တယ် sound of 4ရပါပြီပြောကြည့်ပါဦး subject verb and the right object the right object ဟုတ်ပြီကောမြာဒါဆိုဒီနောက်တော့ကျွန်တော် subject verb object ပဲထပ်ပြီးရေးပြမယ်ဘာလို့လဲဆိုတော့ try to ထပ်ပြီးလေ့လာကြည့်အောင် he make us he makes အကမ makes ကိုကျွန်တော်ပြုလို့ဒီလိုဘာသာမပြောင်း ဖြစ်စေတည်နဲ့ဘာသာပြောင်းမယ်နော် he ကဘာဖြစ်မလဲ subject make a verb us က object သူဒီကျွန်ုပ်တို့ကို ဖြစ်စေသည်ဆိုတော့ဟေးဘာဖြစ်စေတာလဲကျွန်တော်နားလည်လားနာမလေးအတိတ်ပဲမပြည့်စုံလေအတိတ်ပဲမပြည့်စုံကျွန်တော်ဘာလို့ပြရမလဲဖြစ်ပြရမယ်မြန်မာလိုအဖြစ်ပေါ်လို့ခေါ်တဲ့ English လို့ကျွန်တော်တို့ compliment ကိုခေါ်လိုက်ခုနပဲကျွန်တော်အပြောအပေါ်မှာရှင်းပြထားတဲ့ကိုမတော်ကို compliment နေရာတွေ့လာတိုင်းကျွန်တော်ဗနမျိုးကလေးရလဲလေးမျိုးဘာလဲ now edited ever phrase နော်အစဒီမှာကျွန်တော်က happy ဆိုရဟက် edited လို့ဝင်မယ်ဝင်လဲရလားရတယ်လေဘာနေရာမလို့လဲ compliment နေရာမလို့ဆိုရင် h a p p y happy ဒါဆို happy ကဘယ်နေရာနေလဲ compliment နေအောင်နေတယ်။သူဒီကျွန်တော်တို့ကိုစိတ်ချမ်းသာစေပါသည်၊ပျော်ရွှင်စေပါသည်လို့ပြောလိုက်တော့ညီကုံမောင်ရဲ့နားမလဲတော့လား။နားလဲသွားပြီ။ဘာလို့လဲ?အတိတ်ပဲပြည့်စုံသွားတာကို။ So ဒီစာကြောင်းမှာကြာတော့ subject verb object နဲ့မလို့လို့ဘူး။သူကအတိတ်ပဲမပြည့်စုံလို့ compliment လေးထည့်ပေးလိုက်တယ်။စာနဲ့ number 5ရပါပြီ။ပြောကြည့်ပါဦး။ subject verb object compliment စာနဲ့ number 5။ကဲညီကုံမောင်ကကြည့်ပါ။အမ ကျွန်တော် complimentary happy ဆိုရဲဘာလဲဝင်လာလဲ edit လေးဝင်လာလဲကျွန်တော် now လေးဝင်မှာမလို့ရလားရတာလေနော် now လေးနဲ့လဲကျွန်တော်စာကြောင်းကြောင်းကြည့်ဆောက်ကြည့်အောင်ကျွန်တော် learn နဲ့မှာ ola ဆိုရဲပင်စစားတယောက်ရှိတယ်ဗျာအာဘုဒ္ဓရယံကျွဲတဲ့စာပေယံဖတ်တော့ကျွန်တော်တို့ကအရေးကြောင်းပြေးတိုင်ပင်လိုက်မယ်ဆိုလို့ရှိရင်အကြံကောင်းညံကောင်းရယံပေးတာပဲဆိုရင်ကျွန်တော် ကျွန်တော်တို့လမ်းထဲမှာဥက္ကဋ္ဌကလိုနေဒါဆိုဘုသူဥက္ကဋ္ဌခံကောင်းမလဲဥလာကိုဥတဲ့ခံမနော်ကျွန်တော်တို့ဒီဥလာကိုဥက္ကဋ္ဌခံလိုက်သည်အဲ့စာကြောင့်ကျွန်တော်တို့အင်္ဂလိပ်လိုရေးမယ်အင်္ဂလိပ်စာကြောင့်တကြောင်စာရေးတာဘယ်နဲ့စာရေးလဲ subject ကနေစာရေးတယ်ကျွန်တော်တို့ဒီဆိုတော့ we ခန္ဓာက make ဘုသူခံမလဲဥလာဘာနေနဲ့ခံမလဲ president နော်ဒီမှာ we က subject make က verb president က compliment အ compliment နဲ့မှာ president ဆိုတာ noun လေးနဲ့စာကြောင်းကြောင့်တိဆောက်ပြတာဖြစ်ပါတယ်။ကဲညီကိုမောင်နှမများအခုကြည့်ပါကျွန်တော်တို့ whiteboard ပေါ်မှာလေ့လာလိုက်တာစာကြောင်းမှာတကြောက်တွေ့လေ ငါကြောင့်ပြောကြည့်မယ် number 1 sentence က subject verb number 2 subject verb complement number 3 subject verb object number 4 subject verb indirect object direct object number 5က subject verb object complement ဆန္ဒဘယ်နှကြောင်းလဲငါကြောင့်အဲ့ဒီဆန္ဒငါကြောင့်ကိုကြည့်ပါညီကောင်းများဆန္ဒတကြောင်းချင်းစင်မှာ verb နှလုံးပါလဲ တလုံးဗျာဟုတ်တယ်နော်ဗတ်တလုံးနဲ့ပဲပါတယ်မှတ်ထားပါညီကုံမောင်များအဲ့ဒီဗတ်တလုံးနဲ့ပါတဲ့ sentence ကိုကျွန်တော်တို့ simple sentence လို့ခေါ်တယ်ဘာ sentence လို့ခေါ်ပါသလဲ simple sentence လို့ခေါ်ဒါဆိုအပြောင်းလဲနေပြောင်းပြန်ပြန်မင်းပဲပေါ့ simple sentence လို့ကျွန်တော်တို့ဘာကြောက်ခေါ်တာလဲဗတ်တလုံးနဲ့ပါလို့ဟုတ်ပြီနော်ဒါဆိုရင်အဲ့ဒီ simple sentence ငါးချောင်းတတ်ထားရုံနဲ့ကျွန်တော်တို့ပြောချင်တဲ့ idea ကိုတစ်ဖက်သားနားလို့ယူလို့ပြောလို့ရပါလားဆိုတာကိုတော့ နောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်ဆက်ပြီးမျှော်ပေးမှာဖြစ်ပါတယ်။ကန်ညီကောင်ပေါင်းများအကျိုးရှိမယ်လို့ထင်ပါတယ်။အကျိုးရှိမယ်ဆိုရင်ညီကောင်ပေါင်းများခြားသူတွေမျှော် like and sharing လုပ်ပေးတော့ပါ။ I'll see you next video everyone. Have a good day. Bye bye.